ခန်းသုံးဒါကုံမလုပ်လျင်ခြောက်ကြမည်1989ခုနှစ်တွင်နယူးယောက်မြို့ရော့ကလန်ကောင်တီအရက်တွင်ဝါနဲ့ကြေကွဲပွဲရာအပြက်ပြက်တစ်ခုပေါ်ပေါက်လာသည်ထိုအရက်တွင်ကလေးတယောက်အနှိမ့်ဆရောက်၍အိမ်နီးချင်းတို့သည်မသာပို့ရန်စီစဉ်လျက်ရှိသောကြောင့်ဂျင်ဖာလေးလည်းယထာကယံငင်းဆောင်မှမြင်းကိုထုတ်လာသည်မြေကြီးသည်စီးနှင်းများဖြင့်ပုံးလျက်ရှိပြီလျင်ဥတုမှာချမ်းစိမ့်စိတ်ရှိလေသည် မြင်းဆောင်မှမြင်းကို မထုတ်ရသည်မှာကြာပြီဖြစ်သောကြောင့်မြင်းသည်ညောင်းလျက်ရှိသည်သူကိုရေတိုက်ရန်ရေစီရှိရာသို့ဆွဲလာစဉ်မြူး၍လှက်ပတ်ပြေးရင် နောက်ခြေတော့နှစ်ဖက်စလုံးကိုမြောက်ကန်လိုက်ရာကျင်ဖာလေးမှာထိုနေရာတွင် ပွဲချင်းပြီးသေးလေသည်ထို့ကြောင့် Stony Point ရွာကလေးတွင်ထိုအပတ်ကမတာနှလုံးချရသည်ဆွဲဆောင်မှုရှိတဲ့ audio sound အတွေ့အကြုံအတွက်နောက်ဆုံးပန်းနိုင်ဖြစ်သော the richest မှာကျူဆူပါတယ်။ဘယ်တော့မှခင်မကုံသွားတဲ့ကန်ဒဝင်စာအုပ်တွေကိုနားဆင်ခြင်းနဲ့ခင်မီအယောင်ရဆုံးစာအုပ်များကိုနားထောင်ခြင်းနဲ့တိမ်မြုပ်နေတဲ့စာကောင်းပေကောင်းတွေကိုစူးစမ်းခြင်းနဲ့ဆိုရင် the richest ဟာစာပေဇလန်းတွေကိုအတန်ဆွမ်းအဖြစ်အသက်ဝင်စေပါတယ်။ဒီနေ့မှာအရင်ကြီးကဖက်ပြခဲ့တဲ့အခန်းဆက်ကိုဆက်လက်ဖက်ပြပါဦးမယ်။ဂျင်ဖာလေးတွင် မယားနှင့်သား၃ယောက်ကြံရစ်ခဲ့သည်ဒိုမီတာတစုသည်ဂျင်ဖာလေးအတွက်ပြုလုပ်ထားသော အသက်အာမခံမှဒေါ်လာငွေ4500လောက်ရလိုက်သည်သား၃ယောက်တွင်အကြီးဆုံးကိုဂျင်ဖာလေးဟူ၍ပင် အမည်ပေးသည်သူ၏ဖခင် အနိစရောက်စကထိုတငယ်သည်၁၀နှစ်ခန့်သာ ရှိသေးသည်အုတ်ကျင်းတွင် အလုလုရ၏သူတငယ်လေးဂျင်သည်ပညာသင်ကြားခွင့်မရပါတို့ရတွင် Iris လူမျိုးတို့၏ပေါ်ရွေခြင်းဖြင့်သူ့ကိုလူချစ်လူခင်ပေါ်မြအောင်လှုပ်တတ်သည်။ထို့ကြောင့်နိုင်ငံရေးလိုက်စား၍နှစ်ပရိစေတကြာလာသောအခါလူတို့၏အမိကိုအံ့ဩလောက်အောင်မှတ်မိလေသည်။သူသည်အထက်တန်းကျောင်းသို့ရောက်အောင်ပင်စာမသင်ခဲ့ဘူးတော့လေအသက်46နှစ်မတန်မီကောလိပ်ကျောင်း၄ကျောင်းမှပွဲထူးများဖြင့်ချီးမြှင့်ခြင်းကိုခံရသည်။ Democratic National Committee တွင် သူသည်ဥက္ကဋ္ဌဖြစ်၍ American ပြည်၏ စာရိုက်မင်းကြီးဖြစ်လာသည်တခါကကျင်ပါလေးထံသို့သွားရောက်တွေ့ဆုံပြီးလျင်ထိုမြတိုးတက်ကြီးပွားအောင်လုံနိုင်သောသူ၏ဤကောင်းကိုကျွန်ုပ်အားပြောချင်ရန်မေးသည် အလုတ်ကိုကြိုးစားလှုပ်လို့ပါပဲဟု သူကပြောသည်ထိုအခါနောက်မနေပါနဲ့ဗျာဟု ကျွန်ုပ်ကပြောလိုက်လေသည်ဒါဖြင့်ကျွန်တော်ဤဟာဘာရဲလို့ခမားထင်တယ်လဲဟု သူကပြန်မေးရာလူတစ်တောင်းလောက်ရဲ့နာမည်ကို တလုံးမှမမှအောင်မှတ်မိနိုင်တာဟာခမရရဲ့ဤကောင်းလို့ကျွန်တော်ယူဆမိတယ်ဟုကျွန်တော်ကပြောသည်ဒီလိုဆိုရင်ခမရမှနေပြီကျွန်တော်လူပေါင်း9000ကျော်ရဲ့နာမည်ကိုတလုံးမှမမှအောင်မှတ်နိုင်တယ်ဟုသူကထပ်၍ပြောသည်သူစကားကိုတန်တရားမဖြစ်ပါနဲ့တို့မြများပြားသောနာမည်ကိုမှတ်နိုင်သောဂျင်ဖာလီဤမှတ်ညံသည် Franklin ဒီရုစ်ဘဲကိုအမေရိကန်ပြည်တော်စုဤတမတာဖြစ်အောင်လုပ်ပေးခဲ့ပူလေသည်။တမ်းမြေဩဇာရောင်းသော အလုတ်တိုက်တတိုက်အတွက်နေလက်ကိုစလဲလှုပ်စင်က၎င်းစတိုနီပွိုင်းရွာလေးတွင်မော်ကွန်းထိန်လှုပ်နေစင်က၎င်းသူသည် လူနမဲကိုမှတ်သားမိရန် စနစ်တစ်ခုကိုထွင်ခဲ့သည်ဒုစနစ်ကိုစားလို့ရန် အလွန်လွယ်ကူသည် လူသက်တယောက်နှင့်မိတ်ဆွေဖြစ်တိုင်းထူလူဤအမည်မိသားစု သူအလုတ်ကိုင်းနိုင်ငံရေးအယူဝါဒများကိုရအောင်စုံစမ်း၏ ထိုအကြောင်းချင်းရာတို့ကိုစိတ်ထက်တွင်စွဲနေအောင်တခါတည်းမှတ်သားထားသဖြင့်တနေ့လောက်ကြာသောအခါမှထိုမိတ်ဆွေနှင့်ပြန်လည်တွေ့ဆုံရသည်ဖြစ်စေကမူထိုသည်မိသားတစု မာရီတာရီတို့ကိုကျွမ်းတဝင်စုံစမ်းမေးမြန်းနိုင်လေသည် ထို့အတွက်သူတွင် နောက်လိုက်နောက်ပါ လူချစ်လူခင်ပေါ်များခြင်းသည်အံ့ဩစရာမဟုတ်ပေ Roosevelt သည် American သမ္မတရာထူးအတွက်ဝင်ရောက်ရွေးခံရန်နယ်လက်တရားဟောမထွက်မီလာပေါင်းများစွာကပင် မေကန်ပြည်တော်စု၏အနောက်နှင့်မြောက်ဘက်ပြည်နယ်များတွင် နေထိုင်လျက်ရှိသော မိတ်ဆွေများထံသို့ဂျင်ဖာလေးသည် တနည်းလျင်ရာပေါင်းများစွာသော စာတို့ကိုရေးသားပေးပို့ခဲ့သည်ထို့နောက်မိရထားမော်တော်ကားလေးတင်မောစသည်တို့နှင့်ကျုံရာကိုစီးပြီးလျင်စကုတ်ရဲ့တွင်ပြည်နယ်20ကျော်သို့ရောက်အောင်ခီးပြင်းသွားခဲ့သည်လူသွားခဲ့သောခီးမိုင်ပေါင်းမှာ12000ကျော်လေသည်ရောက်လျာအရက်တိုင်းတွင် အရေးပါအရာရောက်သောလူကြီးများနဲ့လက်ဖက်ရည်တောက်ချိန်ထမင်းစားချိန်များ၌တွေ့ဆုံ၍ရင်းရင်းနှီးနှီးတိုင်ပင်ဆွေးနွေးသည်ဤနည်းဖြင့်တနေရာမှတနေရာသို့ဆက်လက်၍ခီးထွက်ပြည်လျင်အိမ်သို့ပြန်ရောက်သောအခါသူရောက်ခဲ့သော အရက်တိုင်းရှိမိတ်ဆွေအသီးသီးထံမှသူလာရောက်စဉ်ကသူနဲ့တွေ့ဆုံနှီးနှောကြသော လူကြီးလူကောင်းများ၏စင်းများကိုတောင်းသည် နောက်ဆုံးစင်းအရာဆိုလျင် လူကြီးလူကောင်းများ၏ အရေးအတွက်သည်ထောင်ပေါင်းများစွာရှိသည် တို့များပင်များပြတော်လဲတို့လူကြီးလူကောင်းတို့ဥထံတို့စားတဆောင်စီ ကိုယ်တိုင်ရေးပို့သည်တို့စားများတွင်မိတ်ဆွေကြီးချက်ခမားမိတ်ဆွေကြီးဂျိုးခမားစသည်ဖြင့်နမဲအရင်ကိုဖော်၍အင်းရင်နီနီရေးသားထားသည်ရေးပွန်ရာအဖြစ်လူတို့သည် အခြားသူများ၏နမဲထက်မိမိနမဲပေါ်တွင်ပို၍စိတ်ဝင်စားကြောင်းကို လူလာမြောက်စအရွယ်ကပင်ကျင်းဖာလီ ကောင်းစွာတည်လေသည်တို့ကြောင့် င့်တွင်မိတ်ဆွေတက်တူတိုးလာလျင်ထိုမိတ်ဆွေသိနာမည်ကို ကောင်းစွာမှတ်သားထား၍ထိုလူနှင့်တွေ့သောအခါသူ၏နာမည်ကိုတွေးမနေဘဲနှင့်ခေါ်နိုင်အောင် ခေါ်ပါတို့ကဲ့သို့မိမိနာမည်ခေါ်တန်းကို ကြားရတော်သူများသည်အလွန်နှက်သက်ကျေနပ်လာပေလိမ့်မည်တို့ရတွင်ထိုသူ၏နာမည်ကိုမေးလျော့လင်တော်၎င်းနာမည်စာလုံးပေါင်းမှားလင်တော်၎င်းထိုလူသည်တင့်ပေါ်များစွာ စိတ်ပြက်ပေလိမ့်မည်တသက်တခုပြပန်းတခါတော့ကပဲရစ်မြို့တော်တွင် စကားပြောနည်းသင်တန်းကိုဖွင့်လှစ်ပြလင်လူမျိုးနာနေသောအမေရိကန်လူမျိုးများထံသို့ဇာယီအကြောင်းကြားလေသည်ပြင်သက်လူမျိုးပုံနှိပ်ဆက်ရက်သမားတို့သည်အင်္ဂလိပ်စာကိုကောင်းစွာမတတ်သောကြောင့်နာမည်များကိုပုံနှိပ်ဆက်ရက်ရာတွင်အမှားမှယုံယုံဖြစ်လေသည်ပဲရစ်မြို့တော်ရှိအမေရိကန်ဘန်မန်နေဂျာကြီးတူဦးမာမူကသူ့နာမည်ကိုမာမာယုံယံဇာလုံးပေါင်းအမည်လားဟုဒေါသထွက်ပြလင်ကျွန်ုပ်ထံသို့အပြစ်တင်စာတစ်စောင်ကိုပြင်းပြင်းထန်ထန်ရေးသားပေးပို့ခူးလေသည် ်အင်ထုကာနေချီသည်အဘက်ကြောင့်ထမြအောင်မြင်သည် သူကိုတမ္မဏိဘယင်ဟုခေါ်ကြသည်တို့ရတွင် သူကိုယ်တိုင်တမ္မဏိလူကိုနိုင်ငံမြတာနားလေသည်သူထံတွင်အလုံးလုံးနေသောရာပေါင်းများစွာသောအလုသမားများသည်တမ္မဏိလူကိုသူထက်ပိုနားလေကြသည်သည်တို့ရတွင် သူသည် လူများကိုမြေကဲ့သို့ထိမ့်သိမ့်ရမည်ကိုကောင်းစွာ သိရှိသည်တို့တိညာသည် သူကိုတတိဖြစ်အောင်လှုပ်ပေးခဲ့သည်ငယ်စဉ်တောင်ချေကလေးပွားကပင် အသိန်းဖွဲ့စီခြင်း လူတွေပေါ်တွင်ခေါင်းဆောင်လို့ခြင်းစသည်တို့၌များစွာဝါသနာပါခဲ့သည်လူများသည်မိမိတို့၏နာမည်ကို အမျက်တနှိုးထားကြောင်းကို သူသည်စနေသားအရွယ်လောက်ကပင်ခေါင်းဆောင်သိခဲ့သည် သူကိုတပတ်သားတို့ဝိုင်းဝန်းကူညီအောင်ထိုအသိဉာဏ်ကိုအသုံးချခဲ့ပူသည်တသက်ထူပါအံ့ကလေးတငယ်ဘဝနဲ့စကော့တလန်ပြည်တွင်နေစဉ်ကပရိသတ်တွေအရင်အမှရှိသောယုံတကောင်ကိုဖမ်းမိလေသည်တို့ယုံသားမိတို့ကိုကျွေးရန်ရက်မရှိတော့လဲ ကာနေဂျီ၏ထက်မြက်သောကြံ့ဉဏ်ရှိလေသည်။ထို့ကြောင့်အိန်းဤချင်းကလေးပေါ်များကိုခေါ်ပြလျင်ယုံကလေးတွေစားဖို့မျက်ရှာပေးရင်ရှာပေးတဲ့လူတွေရဲ့နာမည်ကိုယူပြီးဟောရီယုံကလေးတွေကိုမှဲ့မယ်ဟုပြောရာသူလိုရှိသောမျက်များကို လုံလောက်စွာရရှိဘူးလေသည်။ထို့ဖြစ်ဖြစ်ကိုဘယ်တော့မှကာနေဂျီသည်အမေးနိုင်ခြင်းနှစ်ပေါင်းတော်ကြသောအခါအလုတ်ခွင်တိုင်းလဲထိုနည်းကိုသုံးခြင်းဖြင့်ဒေါ်လာငွေတန်ပေါင်းများစွာရရှိမှုသည် တာရခပြပန်သူသည်တမ္မဏိတန်လန်းများကိုပင်စီဗီးနီးယားမိရထားကံပဏီသို့ရောင်းချသည်ဂျေအက်ဂါတွန်မစင်သည်ထိုအခါကပင်စီဗီးနီးယားမိရထားကံပဏီ၏ဥက္ခရာကြီးဖြစ်သည်ထို့ကြောင့်ပစ်ဖက်မြို့တွင်တမ္မဏိစက်ယုံကိုစောက်လုပ်ပြီးလင်ထိုစက်ယုံကြီးကို အက်ဂါတွန်မစင်တမ္မဏိစက်ယုံကြီးဟူ၍အမည်ပေးသည်ကောင်းပြီသင်တို့ကိုဥစ္စာတစ်ပုဒ်ပေးပါစေဖြေနိုင်မဖြေနိုင်ကိုစမ်း၍ကြည့်ကြပါ ပင်စင်ဗင်းနီးယားမီးထားကံပဏီသည်တမ်နိမီးထားလမ်းများကို အလိုရှိသောအခါညီတိကံပဏီတွင်ဝယ်မည်ဟုတင်ထင်ပါသည်။ဆီယာရိုဘတ်တမ်နိကံပဏီမှဝယ်ယူမည်လောအက်ကာတောမစင်ကံပဏီမှဝယ်ယူမည်လားတေးချစွာစဉ်းစားပြီးဖြေပါ။တခါတော့ကကာနေဂျီနှင့်ဂျော့ပူလာမင်းတို့သည်အိတ်ခမ်းမီးထားတွဲလုပ်ငန်းတွင်ဗိုလ်လူလျက်ရှိကြရာတွင်တမ်နိဘရင်ကာနေဂျီသည် ချက်ပါဤကောင်းတို့ကိုအသုံးပြုခြင်းအပြင်မိမိအလိုဆန္ဒကိုပြေဝစေခဲ့ပူလေသည်အင်ဒူကာနေဂျီပိုင်သော Central Transportation Company သည်ပူလမင်းကံမီနှင့်ဈေးပြန်၍ရောင်းလျက်ရှိသည်သူတို့နှုတ်ဦးလုံးသည် Union Pacific မြစ်ထား Company တို့အိတ်ခမ်းမြစ်ထားတွဲများကိုရောင်းရန်အလူရဲ့စ조사လျက်ရှိသည်တို့တို့အလူရဲ့ရောင်းရတွင်တုတ်ထက်တူလျှော့၍ရောင်းရသောကြောင့်အမျက်မကုန်ချေတနေ့တနေ့ကာနေဂျီနှင့် ပူလမင်းနှစ်ဦးစလုံးတို့သည် Union Pacific မြေထားကံပဏီညွန်ကြားသူများနှင့်တွေ့ဆုံရန်အတွက်မြို့ရောက်သို့သွားကြသည်။တညနေဆောင်အချိန်တွင်စိတ်နီကိုလက်ဟိုတယ်တွင်သူတို့နှစ်ယောက်တွေ့ဆုံကြရာကန်နေချီကမစ္စတာပူလမင်းကျုပ်တို့နှစ်ယောက်ဟာကိုကိုကိုအယူပြန်လုပ်နေကြတာနဲ့မတူဘူးလားဟုစတင်ပြောဆိုသည်။ခမားပါကိုဆိုချင်တာလဲဟုမစ္စတာပူလမင်းကပြန်တုံ့ပြန်သည်။ထို့အခါကန်နေချီသည်သူ၏စိတ်ထက်တွင်ရှိသောလုပ်ငန်းတစ်ခု ်ဦးပေါင်းကြီးကိုပြောပြသည် တုံးနဲ့တူဤကဲ့သို့အတိုက်ခံလုပ်နေခြင်းထက်အတူတူလှုပ်ခြင်းကနှုတ်စလုံးတွင်ပို၍အကျိုးရှိမည်အကြောင်းကိုအာဘတရပြောပြသည်ထို့သို့ပြောဆိုနေစဉ်ပိုလီမင်းသည်ကောင်းစွာနားထောင်နေတော်လဲကာနေဂျီပြောသည်မှစကားတို့ကိုကောင်းစွာမယုံကြည်သေးချေနောက်ဆုံးတွင်နှစ်ခုပေါင်းပြီးလှုပ်လျင်ကံမဏီကိုဘယ်လိုပေးမှလဲဟုမေးရာပိုလီမင်းနန်းတော်ကားကံမဏီလို့ခေါ်မှာပေါ့ဟုကာနေဂျီကတော်လက်စွာပြန်ပြောသည် သူစကားကိုကြားရတော့အခါပုလမိတ်မျက်နာသည်ရှင်ပြလျက်ရှိပြီလျင်ကဲလေကျွန်တော်ခန့်နဲ့ကြွပါအောင်ဒီကိစ္စကိုဆွေးနွေးသေးတာပေါ့ဟုကောင်းနေချီကိုဖိတ်ခေါ်လေသည်သူတို့ဆွေးနွေးချက်သည်တမနိလုပ်ငန်းတွင် ရာဇဝင်တွင်တော့သည်မိတ်ဆွေတင်ကားတို့၏အမိနှင့်အလုံးလုံးဖော်လို့ဖက်တို့၏အမိကိုမှတ်ယုံတာအမှတ်ပဲသူတို့၏ခုံကိုလည်းတင်ပေးခြင်းသည်ကောင်းနေချီ၏လူများပေါ်တွင်လည်းခေါင်းဆောင်နိုင်သောဤကောင်းတစ်ခုဖြစ်သည် သူ၏အလို့သမားများစွာတို့၏နမည်ကိုကောင်းစွာမှတ်မိသောညံအတွက်ကားနေချီသည်များစွာအကုန်ယူလေသည်သူကိုယ်တိုင်ကြည်ကျက်အုပ်ချုပ်နေစဉ်သူ၏တမဏိအလို့ရုံများတွင်လို့သမားများသည်တပိတ်မမောက်ဖူးချေဟု၍ကားနေချီသည်ဂုံယူကပြောကြားမှုသည်ဘတာရုစကီသည် သူ၏ကပ်ပလီစပွဲတို့ကိုမစ္စတာကော့ပါဟု၍မြဲမ်းခေါ်လေရှိသည်စန္ဒရာတီပွဲများကျင်းပရန် သူသည်အမေရိကန်ပြည်သို့15ချိန်လောက်လာရောက်ခဲ့ပူလေသည်အမေရိကန်ပြည်တွင်တနေရာမှတနေရာသို့ တီးတက်မြေထားရစီ၍ခီးသွားလေသည်စန္ဒယာတီးပွဲများသည်တကောင်းရန်အချိန်မှပြီးတော်လဲစပွဲထိုးသည်တကောင်းရန်အချိန်ထိစောင့်၍ဂယုတဆိုင်စပွဲထိုးပေးလေသည်အမေရိကန်သားများက ကပလီအစီကံများကိုဂျော့ချ်ဟုခေါ်တဲ့ကဲ့သို့ဘရာရုစကီသည်သူ၏စပွဲထိုးတို့ကိုတကားဘူးမြဂျော့ဟု၍မခေါ်ဘူးချေမစ္စတာကော့ပါဟု၍ခေါ်ခြင်းကို သူ၏စပွဲထိုးကလည်းနှက်သက်သည်လူတို့သည်မိမိနာမည်တွင် အလွန်ဂုဏ်ယူကြပေသည်ထို့ကြောင့် မြင်မြပင်ကုန်ကြစေကမူအကုန်ခံ၍မိမိနမယ်များကိုတွင်ရက်အောင်စ조사ကြသည်တခါတော့ကပြပွဲသမားကြီးပီတိဘာနန်ဆိုသူအဖိုးကြီးတူရှိသည်သူတွင်သူ၏နမယ်ကိုစက်ခံမိတားယောက်ျားတယောက်မျှမရှိသောကြောင့်သူ၏ရေးယောက်ျားလေး CH စီလေးအားဘာနန်စီလေးဟုနမယ်ပြောင်းရန်အတွက်ဒေါ်လာပြပေါင်း2500ကိုပေးခဲ့ပူလေသည်နေပောင် 200လောက်ကလူချမ်းသာများသည်သူတို့၏နာမည်များကိုမှတ်တရဖြစ်အောင်စာအုပ်များကိုသူတို့တွေ့ရေးသားပါသည်ဟုဖော်ပြရန်စာရေးဆရာများကိုဝေပေး၍ခိုင်းပူးကြသည်မိမိတို့၏နာမည်များကွဲပြောက်သွားမည်ကိုတိမခံနိုင်သောသူများသည်သူတို့၏အမိတွင်ရက်စေရအတွက်သူတို့၏နာမည်များနှင့်စာကြည့်တိုက်ကြီးများပြားတိုက်ကြီးများစောက်လုပ်လူထမ်းကြသည်အစ္စတာနှင့်လီနော့ဆိုသူတို့သည်သူတို့၏နာမည်များဖြင့်နယူးယောက်ပက်ဘလက်စာကြည့်တိုက်တွင် ဆောင်းများကိုလှူဒန်းခဲ့မှုသည်ဘက်ဂျမင်အော့တမန်နှင့် JP မော်ဂန်တို့သည်လည်းသူတို့၏နာမည်များနှင့် Metropolitan ပြတိုက်တွင်ပျက်စီးမြောက်များလှူခဲ့မှုသည်ဖျားရှိခိုးကြောင်းတိုက်၌လိုလိုပင်ပြတင်းပေါက်များ၌တက်ဆင်ထားသောရောင်စုံမှန်များတွင်လှူဒန်းသူများ၏နာမည်များပေါ်ပြထားသည်ကိုတွေ့နိုင်သည် များစွာသော လူတို့သည်အသိမိတ်ဆွေများ၏နာမည်များကိုမမေ့မရခြင်းအကြောင်းမှာတခြားကြောင့်မဟုတ် ဒွန်းနဘဲများကိုမှတ်မိစေရန်မိမိ၏စိတ်ထက်တွင်ထက်ခါတလဲလဲပြန်လည်မှတ်သားခြင်းမပြုသောကြောင့်ပင်ဖြစ်သည်ထို့သောမလုံနိုင်သောလူများစုသည် အချိန်မအား၍ဤသို့ကြိုးစားရန်ခဲယဉ်ပါသည်ဟုစင်ကြေပေးကြသည်တို့ရတွင်ထိုလူစုသည် သမရာမင်း Franklin D. Roosevelt ထက်ပို၍အလုရှုံမည်မထင်ပါသမရာမင်းသည်မိမိနှင့်တကားမြတွေ့ဘူးသော မော်တော်ကားစက်ပြင်စရာ၏နာမည်ကိုပင်မှတ်မိအောင်ကြိုးစားခဲ့မှုသည်တသက်ပြပါအပ် ခရိုင်စလာမော်တော်ကားကုမ္ပဏီသည်မစ္စတာရူစ်ဘက်အတွက်အထူးမော်တော်ကားတစ်စီးစလုပ်ရသည် WF ချိန်ပါလိနှင့်မော်တော်ကားစစ်ပင်ဆရာတူတို့ကိုယ်တိုင်မော်တော်ကားကိုသမ္မတမင်းအင်တော်သို့အရောက်ပို့ကြသည်အင်တော်တွင် တွေ့ကြုံခဲ့ရပုံအလုံးစုံကိုချိန်ပါလိသည် အောက်ပါအတိုင်းရေးသားပေးပို့လိုက်သည်ကျွန်တော်တို့ဤမော်တော်ကားကိုမြေကဲ့သို့မောင်းရမည်ကိုတမရမင်းရစ်စပယ်အားကျွန်တော်ကတင်ပြရတော်လဲ လူများကိုမိကက်တို့မိမိဘက်ပါအောင်ဆွဲဆောင်ရမည်ကိုတမ္မာမင်းကကျွန်တော်အားတင်ပြပေးလိုက်ပါသည်အိန္ဒိယတို့ရောက်သောအခါတမ္မာမင်းသည်အလွန်ရှင်ပြလျက်ရှိသည်ကိုကျွန်တော်တို့တွေ့ရပါသည်ကျွန်တော်၏နာမည်ကိုခေါ်၍ဖော်ပေါ်၍ခီးဦးကျိုဆိုပါသည်တမ္မာမင်းပေါ်တွင် ကျွန်တော်အထူးကျင့်နှက်ချက်သည်အခြားမဟုတ်ပါကျွန်တော်တို့ကပြောရန်ပြတာရန်ရှိသောကိစ္စများတွင် အထူးစိတ်ပါလက်ပါရှိလျက်ပင်ဖြစ်ပါသည်မော်ဒကားကိုအခြားအကူအညီမပါဘဲလက်တစ်ခုတည်းနဲ့သာမောင်းနိုင်အောင်စီစဉ်ထားသည့်ဖြစ်ရာ မော်တော်ကားကိုပြတ်တနေစဉ်လူတစုသည် မော်တော်ကားကိုဝိုင်း၍ကြည့်နေကြသည်ဒီမော်တော်ကားဟာတိတ်ပြီးအောင်းစရာကောင်းတာပဲကလုတ်ကလေးနှိမ့်လိုက်ရုံနဲ့မော်တော်ကားဟာထွက်သွားတာပဲအထူးကူးဆိုင်ပြီးမောင်းနေဖို့တောင်မလိုဘူးတိတ်ဟုတ်တာပဲဘဲနယ်ကဘယ်လိုဖြစ်ပြီးဒီကလုတ်ကလေးနဲ့နှိမ့်ရုံနဲ့ကားထွက်နိုင်တယ်ဆိုတာကိုကြုတ်တော့စဉ်းစားလို့မရဘူးဒီကားကိုအားလုံးဖြုတ်ပြီးဘဲနယ်ချောက်ဒီလိုလောရတယ်ဆိုတာကြည့်နိုင်ရင်ဘယ်လောက်ကောင်းမလဲလို့ကြုတ်တွေးနေတယ်ဟုတမရမင်းကပြောပြသည် တမရမိမိတ်ဆွေများကမော်တော်ကားကိုချီးမွမ်းနေကြသောအခါသူတို့၏ရှေ့၌ပင်မစ္စတာချိန်ပါလီဒီကားကိုအခုလိုအထူးကောင်းမွန်အောင်အချိန်ကုန်လူပိမန်းခံပြီးဂီရဆက်ပြုပြင်ပေးတဲ့အတွက်ခင်ဗျားတို့ကိုအထူးတလဲကျေးဇူးတင်ပါတယ်ဒီကားကိုလောရတာတယ်မလွယ်လာဘူးဟုရူစဘက်သည်ပြောပြီးနောက်ကျွန်တို့အထူးတလဲဂီရတဆိုင်လှူထားသည်ဟု သူထင်သောအရာဟူသည်ကို သူသည် ချီးမွမ်းလျက်ရှိပါသည်ထို့နောက်မော်တော်ကားတွင် ထူးဆန်းအံ့ဩဖွယ်ရာကောင်းသောနေရာများကိုတမရကတော်ကြီးနှင့်အခြားအရေးပါအရာရောက်သောလူကြီးများကိုကိုယ်တိုင်ပြသပါသည် ကပ္ပိတကမှုကိုပါခေါ်၍ဟေ့ကျော့ဟောဒီအဝဆားတွေထည့်ထားတဲ့တက်တာကို မင်းကယူတဆိုင်တင်ရလိမ့်မယ်နော်ဟုမော်တော်ကားတွင်တက်ဆင်ထားသောအဝက်အားထက်သည့်တက်တာများကိုလက်ညှိုးထိုးပြရင်ပြောပါသည်မော်တော်ကားကိုမောင်းသည့်နီးများကိုတင်ပြပြီးသောအခါကဲမစ္စတာချိန်ပါလိမ့်ပြည်တော်စုဘန္တာကြီး န်ပုံငွေကော်မတီအစည်းအဝေးကိုဆောင်ခိုင်းထားတာလိုင်ဝဲလောက်ရှိသွားပြီကြုတ်သွားလိုက်ဥမာပဲထင်တယ်ဟုတမရမင်းဒီကျွန်တော်တို့အားပြောကြားသွားပါသည်အိန္ဒိုတို့ကျွန်တော်တို့နဲ့အတူတူမော်တော်ကားပြင်ဆင်ရာတူးကိုလည်းခေါ်သွားသည်ဖြစ်ရာသူသူကိုလည်းတမရမင်းနဲ့မိတ်ဆွေဖွဲ့ပေးပါသည်သူသူသည်ရှစ်ခုရှစ်ခန်းနိုင်သောကြောင့်တမရမင်းတို့စကားမပြောဘဲနောက်ွယ်ကနေပါသည်ကျွန်တော်တို့စကားပြောနေစဉ်သူဤနမဲခေါ်တံကိုတမရမင်းတစ်ချိန်မျှတာကြားလိုက်ပါတော့လေ အစည်းအဝေးသို့သွားကနေတွင်ထိုဆက်ပြန်ဆရာအားသူ၏နာမည်ကိုခေါ်၍လက်ဆွဲနှုတ်ဆက်ပါသည်ထို့နောက်အိန္ဒိယသို့ယခုကဲ့သို့ဂယုတဆိုင်လာရောက်အကျိုးဆောင်ပေးသည့်အတွက်ဂျေဇုတင်ရှိချောင်းကိုလည်းပြောပြလိုက်ပါသည်ထိုစကားကိုလော့ကော့လှုပ်ပြီးပြောသည်မဟုတ်ပါဝမ်းထဲကအဟုတ်ဂျေဇုတင်သောကြောင့်ပြောသည်ဟုကျွန်တော်ဖြင့်ယုံကြည်နေပါသည်မိဘမျိုးတို့ပြန်အောင်၍ရန်နေငယ်ကြသောအခါကိုယ်တိုင်လက်မှတ်ရေးထိုးထားသောတမရမင်း respect ဓာတ်ပုံတစ်ပုံကိုကျွန်တော်တို့ရရှိပါသည်ထိုဓာတ်ပုံနဲ့အတူကျွန်တော်၏ကုညီချင်းကိုကျေးဇူးတင်ရှိကြောင်း စာတုပ်လေးတစ်စောင်ပါလာပါသေးသည်ထို့မြတ်တင်းငယ်သောအလုတ်ကလေးကိုလှုပ်ရန်မြေကတ်သို့အချိန်ရာချောင်းကိုကျွန်တော်ဖြင့်တွေး၍မရနိုင်အောင် ရှိပါသည်တပတ်တာမြတ်တာရှိအောင်လှုပ်ရန်အတွက်လွယ်ကူဆုံးနှင့်အရေးကြီးဆုံးနည်းမြနှင့်ဤကောင်းတလက်သည်သူတပတ်သား၏နာမည်ကိုမှတ်မိအောင်လုပ်၍သူသူအားမိမိကိုမိမိအထင်ကြီးခွင့်ရအောင် ပြုလုပ်ပေးခြင်းဖြစ်ကြောင်းကို respect ကိုတိုင်းသိတော်လဲကျွန်တို့တို့အထက်မှဘယ်နှဦးလောက်ထုံဤကိုကိုယ်တိုင်စံသက်ကြည့်ရှုပူပါသည် ပစိမ့်တရံစာလွတ်တုံးနဲ့မိဖွဲ့ပေးသောကြောင့်ကျွန်တို့တို့ထိုင်၍စကားပြောကြပြီးတော့တို့လူထသွားသောအခါသူ၏နာမည်ကိုမမှတ်မိတော့ချေမဲဆန္ဒရှင်တို့၏နာမည်ကိုမှတ်မိခြင်းသည်နိုင်ငံ၏ကျွမ်းကျင်မှု ဖြစ်၍ထိုနာမည်ကိုမိပစ်ခြင်းသည်ထိုနိုင်ငံ၏တမာစံမြုပ်ခြင်းပင်ဖြစ်သည်ဆိုသောစကားသည်နိုင်ငံ၏တမာတိုင်းလိုက်နာရမည်သင်ငန်းစာများတွင်ပထမသင်ငန်းစာဖြစ်လေသည် နမဲကိုမှတ်မိအောင်ပြုလုပ်ခြင်းသည်နိုင်ငံ၌တာမဟုတ်ကုံရောင်းကုံဝဲမှုပေါင်းတင်ဆက်ဆက်မှုများ၌လည်းထပ်တူထပ်မြောက်လောက်အရေးပါပါသည်ကမ္ဘာကျော်နပိုလီယံဤနည်းသည် အလွန်လွယ်ကူလေသည်အကယ်၍သူထံသို့အခါစားရောက်လာတော်သူဤနမဲကို ကောင်းစာမကြားရလင်နမဲကဘသူပါတဲ့ဟူ၍မေးသည်သူသည်နမဲသည်ထူးခြားသောနမဲတစ်ခုဖြစ်ခဲ့လျင်ဒီနမဲကိုဘယ်နဲ့စားလုံးပေါင်းပါသည်လဲဟူ၍ကံမေးလေသည် စကားပြောနေစဉ်နမဲနဲ့တကွထူလူဤပုံပန်းတံတန်တို့ကိုအဖန်တလဲလဲစိတ်ထက်တွင်မှတ်လျက်ရှိသည်။အကယ်၍ထူသူသည်အရေးပါအရာရောက်သောလူတူဖြစ်ခဲ့လျင်ထိုထက်ပင်ခရူးဆိုင်သေးသည်။မြေကဲ့သို့ခရူးဆိုင်သည်ဤဆိုသောဧကရစ်မင်းပြသည်အခန်းထဲတွင်တယောက်ထဲကျန်သောအခါထူသူ၏နမဲကို စက်ကူတစ်ခုပေါ်တွင် ရေး၍စိတ်ထက်တွင်ကောင်းစွာမှတ်မိသည့်တိုင်အောင်ထူနမဲကိုအာယုံဆိုင်ထားသည်။စိတ်ထဲတွင်ဆွဲလောက်ပြီဟုထင်ရသောအခါစိတ်ကူကိုဆုပ်ပြစ်လိုက်သည်။ဤနေ့အဖြစ်ထိုသူ၏နာမည်ကို နားရောမျက်စိရောအာယုံထဲတွင်ဆွဲနေအောင် ပြုလုပ်ခဲ့သည်ဤနည်းများကိုလေ့လာရမှာအချိန်ကုန်သည်ကားမှန်ပါသည်ဤမဆန်အားလည်းယဉ်ကျေးတိမ်မွေ့ခြင်းသည်ကိုနှုတ်မူရာကိုအနှဲငယ်ပင်မခံ၍စောင့်ထိန်ခြင်းပင်ဖြစ်သည်ဟုဆိုထားလေသည်ထို့ကြောင့်တင့်ကိုလူကြိုက်များစေလိုလျင်ဤမှတ်သုံးသည် လောကတွင် သူတ္တိအတရာဆုံးသောအတန်သည်မိမိနာမည်ကိုလူတစ်ယောက်ကခေါ်လိုက်သောအခါကြားလိုက်ရသောအတန်ပင်ဖြစ်သောတတိပြုပါအခုဖတ်ခဲ့တဲ့အခန်းတိုင်းဟာ နားထောင်သူများကိုစေကုစေတန်ဗဟုသုတနဲ့စေအားထက်တန်မှုများစီတို့ပို့ဆောင်ပေးပါတယ်။ဆုဆန်းလိုစိတ်ရှိသူများ အလုံများသောဘဝတွေတို့မဟုတ် အပန်းဖြေအနားယူခြင်းများအတွက်ကျွန်တော်တို့၏အကြောင်းအရာတွေဟာလူတိုင်းမှတ်ရလွယ်ကူစေပြီးပြောရှင်ပွဲဖြစ်စီရန်အတွက်အံဝင်ခွင့်ချဖြစ်ပါတယ်။နောက်ရက်တွေမှာကျန်တဲ့အပိုင်းများကိုဆက်လက်ဖက်ပြပါဦးမယ်။ကျေးဇူးတင်ပါတယ်။